တရုတ်အာကာသယင်မှုတွေအာကာသမှာပိတ်မိနေတဲ့အကြောင်းဖြစ်ပါတယ်။တရုတ်အာကာသစခန်းမှာလုပ်ငန်းတွေလုံဆောင်ခဲ့ကြတဲ့ယင်မှု၃ရောက်ကိုအိမ်ပြန်ပို့မဲ့အာကာသယင်ဟာပက်လန်းထဲမှာအာကာသအပြစ်အစီအပိုင်းစားတွေနဲ့ထိခိုက်မိတဲ့အတွက်ယင်မှုတွေဟာအာကာသစခန်းမှာပိတ်မိနေကြတာဖြစ်ပါတယ်။ ရှန်ကျိုး20အာကာသယင်ဟာယင်မူးတွေဖြစ်ကြတဲ့ဝမ်ဂျီချန်ကျိုးရူနဲ့ချန်ဒါရို၃ယောက်အာကာသမှာ6လပြည့်တဲ့အခါအိမ်ပြန်ခီးကိုတည်ဆောက်ပေးရမှာဖြစ်ပါတယ်။သူရဲ့မူလသတ်မှတ်ထားတဲ့ခီးစဉ်ကတော့နိုဝင်ဘာလ9ရက်ဖြစ်ပါတယ်။ဒါပေမဲ့အာကာသယင်ကို အာကာသအပြည့်အစီအပိုင်းစားတစ်ခုနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ယူဆเสียရှိတဲ့အတွက်အစီအစဉ်ကိုဖျက်သိမ်းထားတာဖြစ်ပါတယ်။ သူတို့ကိုအစားထိုးမဲ့နောက်ထပ်အာဂါသယင်မှု၃ယောက်ကတော့အာဂါသစခန်းကိုရောက်ရှိပြီးတာဝန်တွေထမ်းဆောင်နေပြီဖြစ်ပါတယ်။ရှန်ကျိုး20ကိုပြန်ပြင်လို့မရဘူးဆိုရင်တော့အာဂါသမှာရှိနေတဲ့ရှန်ကျိုး23နဲ့သူတို့၃ယောက်ကိုမြေကဘာပြန်ပို့ပြီးမှဖြစ်ပါတယ်။တကယ်လို့ယင်နှစီလုံးပြည့်စည်သွားခဲ့တယ်ဆိုရင်တော့အရင်ရှန်ကျိုးတစီကိုမြေပြင်ကနေထပ်လုပ်ပေးရမှာဖြစ်ပါတယ်။